ိမ့်သိမ့်ကြစီတဘာဝအောင်တဘာမိတ်ဆွေပေါ့တော့ခင်ဗျာအပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြစီတဘာဝအမွေဆိုတဲ့ကဏ္ဍလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီတစ်ပတ်မှာတော့အရင်ဘက်ကကျွန်တော်တင်ဆက်ခဲ့ပြီးသားဖြစ်တဲ့တော်ရန်တရိတ်ဆန်ပြုံးနေမှုနဲ့အမဲလိုက်ခြင်းများအကြောင်းကိုဆက်လက်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်တောတာရှင်ဓမ္မမိတ်ဆွေ ပေါ့လို့ခင်ဗျာကျွန်တော်မြန်မာနိုင်ငံတည်တော်များဟာတကယ်ကိုတန်ဖိုးကြီးမားလာပါတယ် တပင်တတော်တတော်တဲ့ပစ္စည်းမျိုးစုံနဲ့တာရင်တရိစ္ဆာန်တွေစုံလုံးကျွယ်ဝတဲ့တတော်ကြီးများပဲဖြစ်ပါတယ်ဒီတတော်တွေအတွင်းမှာကျင်းလဲကျဆားနေကြတဲ့တာရင်တရိစ္ဆာန်များဟာလည်းတန်ဖိုးကြီးမားလာပါတယ်တကယ်တော့ဒီဒေသမှာနေထိုင်တဲ့ရိုးရာ တိုင်းသာတောင်စုကူကြီးများ အမဲလိုက်ကြတဲ့မုတ်ဆိုးများဟာဒီလိုတောအောင်တွေကိုတန်ဖိုးကြီးကြီးနဲ့ဈေးကောင်းရပြီးရောင်းရလိမ့်မယ်လို့ထင်မှားခဲ့ကြပါဘူး သူတို့ရဲ့ရိုးရာလိုက်ရာသီလိုက်အမဲလိုက်မှုတွေရှိခဲ့ပေမဲ့လေဒီလိုတော်ရိုင်းတရိษံအင်္ဂါအစိပ်ပိုင်းများကိုငွေကြီးအနေနဲ့ရောင်းချခဲ့ကြတာမရှိခဲ့ပါဘူးမိမိတို့အိမ်မှာအမတ်တရဂုံစရာချိတ်ဆွဲထားကြတာပဲဖြစ်ဖြစ်အစင်လာတစ်ခုအနေနဲ့ရိုးရာရှည်ခြင်းမှုကိုထိမ့်သိမ်းနဲ့အနေနဲ့ပဲဖြစ်ဖြစ်ချိတ်ဆွဲထားကြတာများပါတယ်ဒါပဲလေခစ်တိုးတက်လာနေတဲ့အမြဒီတောကောင်ပစ္စည်းများကို ဝယ်ယူတဲ့သူတွေဟာတော်ရီတောင်းနေထီစင်းကဝယ်ယူကြတာကိုတွေ့ကြရပါတယ်။ကျတော်တဲ့ပစ္စည်းများနဲ့ဖမ်းမိသမျှသောတောင်းအင်ဒိဆန်များအလုံးနီးပါးကိုဝယ်ယူကြတာဖြစ်ပါတယ်။ဟိုရင်ကဘိုးစင်ပေါင်းစင်အမတ်တရားထိမ့်သိမ်းထားခဲ့ကြတဲ့တရိဆန်ဥချူအမျိုးမျိုးဒါသူတို့တော်တော်တကယ်အဖို့တန်ပစ္စည်းတွေပဲဖြစ်ပါတယ်။မိမိတို့ရိုးရာပစ္စည်းများဖြင့်ထိမ့်သိမ်းခဲ့ကြတဲ့ကြားဆွေများဟာတိမ့်ကဏ္ဍပေါင်းများစွာဈေးပေါက်ပါတယ်။ ဘင်္ဂလားကြားတဲ့ကောင်ရခဲ့တယ်ဆိုရင်တော့မှသိန်းရာကျော်လောက်ကို EC ရကြတာဖြစ်ပါတယ်။ဒါဟာတောနေတောင်သူများအတွက်မုတ်ဆိုးအလုပ်ကိုတွန်းအားပို့ပေးသလိုဖြစ်နေခဲ့ပါတယ်။စိတ်ချိုးပြောင်းချိုးဝက်ဝံတဲခြင်းဖြင့် အခြားစင်ကြားတို့ရဲ့အင်္ဂါအစိပ်ပိုင်းများဟာနီးစပ်ရာတစ်ဖက်နိုင်ငံဈေးကွက်တွေမှာဈေးကောင်းရတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံရဲ့တစ်တော်ကြီးများဟာတာယေတရိစံဘောင်းစုံပေါ်များ ပေါက်ပွားရှင်သန်ရနေရာတွေပဲဖြစ်ပါတယ်ဒီလိုပါပဲစင်မုံဆိုးများဟာလည်းအဖွဲလိုက်အုပ်စုလိုက်လှုပ်ရှားကြတယ်လို့ယူဆမိပါတယ်မောင်ကိုဈေးခွက်ကျေပြန့်နေသေးရကတော့သဘောဝတောတောင်များဟာပျက်စီးနေဦးမှာဖြစ်သလိုဒီသဘောဝတောတောင်များမှာကျက်စားကြတဲ့တောကောင်မျိုးစုံဟာလည်းရောင်းချတဲ့ကုန်ပစ္စည်းများအနေနဲ့ဆက်လက်ပြုံးတည်နေကြဦးမှာပဲဖြစ်ပါတယ်တောတာရှင်ဓမ္မမိတ်ဆွေများခင်ဗျတော်လိုက်ချင်းကိုစီးပွားရေးအရာပဲဖြစ်ဖြစ် ဝါဒနာအရာပဲဖြစ်ဖြစ်ဘလို့နီးနေပဲဖြစ်ဖြစ်ဆက်လက်ပြီးဘလို့မိဖို့ရာထိမ့်သိမ့်ဖို့ရာတတိထားမိသင့်ပါလေတနေ့တစ်တနေ့ရှားပါလာနေတဲ့တောတောင်များမှာကျဆားကြတဲ့တောကောင်များကိုစာနာထောက်ထားသောအဖြစ်စင်ကျင်တင်လာပါလေကျွန်တော်ငငယ်ရောကတော့ယောက်ျားလေးတော်တော်များများဟာဒီအမဲလိုက်ခြင်းကိုထွေးကျဲသာမလုပ်ကြပြင်ပဲလေကြီးကြီးမားမားမလုပ်ကြပြင်ပဲလေလေးကွာလေးကိုင်းပြီးဟိုငယ်ကလေးပြည့်ဒီငယ်ကလေးပြည့်ဟိုကောင်လေးပြည့်ကြတော့ တော်တော်များများလုပ်ခဲ့မှုကြတာရှိပါတယ်တောတောင်များမှာဆင်းပြီးမဖမ်းမိအောင်တောင်မှကျွန်တော်တို့အနီးနားမွာဝန်းကျင်မှာရှိတဲ့တောကောင်ငယ်လေးများကိုယောက်ျားလေးတော်တော်များများဟာငယ်ရစဉ်ဘဝတွေမှာဖမ်းယူတတ်ကြပါတယ်ဒါပေမဲ့ကြီးလာတဲ့အခါမှာမိမိရဲ့ဝါဒနာပါတဲ့အလုပ်တွေကိုစွန့်လွတ်ပြီးတဖြည်းဖြည်းနဲ့ဆင်ကျင်ကြတာကိုတွေ့ရပါတယ်တကယ်တော့ဘလို့ပဲတောကောင်လိုက်မှုကိုလိုက်လိုက်ဘလို့ပဲငှက်ကလေးကြက်ကလေးများကိုလိုက်တတ်တတ် မိမိတို့တတ်လိုက်တဲ့အကောင်မိမိတို့ရရှိတဲ့အကောင်ဟာရှားပါတရိစ္ဆာန်မျိုးနဲ့ဝင်တရိစ္ဆာန်တစ်မျိုးဖြစ်နေပြီဆိုရင်တော့ကျွန်တော်တို့ရဲ့လုံဆောင်မှုဟာတဘာဝပါဝင်ခြင်းနဲ့ကေယားစနစ်ကိုညာစွာထိခိုက်စေသလိုတန်ဖိုးကြီးမားလာတဲ့ဆုံးရှုံးမှုတွေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မိမိတို့မျက်စိရှိမှာအမြင်နဲ့မြင်နေကြတောကောင်တဘာဝများထက်အထူးဆန်းတောကောင်လေးများကိုဝါသနာပါလို့ပဲဖြစ်ဖြစ်လက်တယံလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင်လည်းငွေကြေးရရှိနိုင်မှုအတွက်ကြောင့်ဝင်ဖြစ်ဖြစ်ဖမ်းယူခြင်းတပ်ဖြတ်ခြင်းကိုမလုပ်တာအကောင်းဆုံးဝင်ဖြစ်ပါတယ်။ဒါလည်းတချို့သောဒေသတွေတချို့သောနိုင်ငံတွေမှာဥပဒေရပြဋ္ဌာန်းထားချက်တွေများစွာရှိပါတယ်။ကျွန်တော်နိုင်ငံမှာလည်းဥပဒေပြဋ္ဌာန်းထားချက်တွေများစွာရှိပါတယ်။ဥပဒေကိုလိုက်နာဆောင်ရွက်ဖို့အားသာလေအရေးကြီးလိုအပ်တာပဲဖြစ်ပါတယ်။တော့ကောင်များရှားပါးလာမှုဟာကျွန်တော်ပထမပိုင်းမှာတင်ပြခဲ့သလိုပဲသူတို့မိခိုကျဆားရာ တောတောင်များရှားပါးလာမှုကြောင့်လည်းပါဝင်ပါတယ်သူတို့ရဲ့စိတ်ကြဲတွေပျောက်ဆုံးလာမှုကြောင့်လည်းသူတို့ဟာလူတွေနဲ့နီးစပ်တဲ့နေရာတွေကို ရောက်ရှိလာကြတာပဲဖြစ်ပါတယ်ဒါမှမဟုတ်ရင်လည်းလူတွေကိုယ်တိုင်းကတောတောင်များကို ခုတ်ထွင်ရှင်းလင်းပြီးသူတို့ကျက်စားရာတောတောင်တွေရဲ့နေရာမှာနေအိမ်တွေတိုးချဲ့ဆောက်လုပ်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လဲတောထဲမှာနေထိုင်ကြတဲ့ကြီးငယ်သရဝါများတောကြောင်လေးများယုံလေးများဟာ ိမိတို့လူတွေနေထိုင်တဲ့နေရာပတ်ဝန်းကျင်ကြေးရွာလေးတွေအဆက်ကြားတွေဒီလိုနေရာတွေမှာလာရောက်ကျက်စားကြတာပဲဖြစ်ပါတယ်။ဒါတွေကိုကျွန်တော်တို့စောင့်ရှောက်ထိန်းသိမ်းနိုင်ဖို့ရလိုအပ်ပါတယ်။ဒီလိုအကောင်လေးတစ်ကောင်ဟာလေဂီဟာစနစ်ထဲမှာပါဝင်ပြီးအင်းကြောင်းနေတဲ့တရဝမျိုးနွယ်စုလေးတွေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ပြပြတတ်တာနေထိုင်ဖို့ရကျွန်တော်တို့လိုအပ်ပါတယ်။ရှားပါသောတရဝများအပြင်ခြားသောတရဝများကိုလည်း အလွန်ကျွံဖမ်းယူခြင်းမှရှောင်ရှားနိုင်ကြပါစီလို့ကျွန်တော်အရင်နဲ့တိုက်တွန်းလိုက်ရပါတယ်သောတာရှင်ပေါင်းတဘာဝတရားကိုမြတ်လို့ပြီးတောပြော်စရဝါလေးများကို ထိမ့်သိမ့်နိုင်သောပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစီလို့ကျွန်တော်အရင်နဲ့ဆန္ဒပြုဆုတောင်းပေးရပါတယ်ကျွန်တော်ဇော်နိုင်ဦးပါ